မင်္ဂလာပါရှင်။ဧပြီလ2ရက်ဗုဒ္ဓဘူးနေ့အတွက်ရှင်ကုန်ရဲ့လှုပ်လှုပ်ရှားရှားရန်ကုန်တည်င်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့ဖိလစ်ပိုင်နိုင်ငံကရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်မြန်မာနိုင်ငံသူအဖွဲ့တဖွဲ့ဆီလွတ်တဲ့တည်င်းဖိလစ်ပိုင်နိုင်ငံကငလျင်တန်စိုးဝါစွာခံခဲ့ရတဲ့မြန်မာနိုင်ငံကိုရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းတွေကုညီဆောင်ရွက်ဖို့အတွက်လူ62ယောက်ပါတဲ့အဖွဲ့တဖွဲ့ကိုဧပြီလ1ရက်မှာဆီလွတ်ခဲ့တယ်လို့သိရပါတယ်။ C130 လေရင်ကြီး20ဟာအဖွဲ့ဝင်58ဦးကိုတည်ဆောင်ပြီးမြန်မာနိုင်ငံမှာနှစ်ပတ်ကြာတာဝန်ထမ်းဆောင်မှုထောက်ခါသွားကြပါပြီ။ကျန်အဖွဲ့ဝင်33ဦးကိုလည်း C130 လေရင်တစ်စီးနဲ့ဧပြီလ2ရက်မှာထမ်းပို့ဆောင်မှာပါလို့ဖိလစ်ပိုင်လီတက်ကစင်ညာချက်ထုတ်ခဲ့ပါတယ်။ ရှောက်ဖွေးရင်းနဲ့ကဲဆေးရေးအဖွဲ့မှမရှိမဖြစ်လိုအပ်တဲ့ရှောက်ဖွေးရင်းနဲ့ကဲဆေးရေးကရိယာတွေအပြင်စေဝါအထောက်အပံ့တွေလည်းတည်ဆောင်သွားတယ်လို့သိရပါဗျ။ဒီအဖွဲ့ဝင်တွေကကဲဆေးလုပ်ငန်းတွေစေဝါအထောက်အပံ့ပေးဖို့တွေအပြင်အရေးကြီးတဲ့အထောက်အပံ့ပစ္စည်းတွေဖြန့်ဝေပေးကြဖို့လည်းအစဉ်အသင့်ရှိမှာပါလို့ကြေညာချက်ကဆိုထားပါဗျ။အဲ့ဒီအဖွဲမှာအဖွဲဝင်၄၀ကတော့ဖိလပိုင်လီဒါကဖြစ်ကြတယ်လို့သိရပါတယ်ရှင်။ ဆက်လက်တင်ဆက်ပေးမှာကတော့အရေးပေါ်ဖုံးအားသွင်းရန်လိုအပ်သူများအတွက်ဂျပန်ရင်ကျေးမှုစင်တာကိုဖွင့်လှစ်ပေးထားမယ်ဆိုတဲ့သတင်း။ရန်ကုန်တွင်ဧပြီ၁ရက်မှစ၍အရေးပေါ်ဖုံးအားသွင်းရန်လိုအပ်သူများအခမဲ့အားသွင်းနိုင်ရန်ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ရင်ကျေးမှုစင်တာကိုဖွင့်လှစ်ပေးထားမှာဖြစ်ကြောင်းသိရပါဗျ။အရေးပေါ်ဖုံးအားသွင်းရန်လိုအပ်သူများအနေဖြင့်အမှတ်90နှက်မောက်လန်းသွဲတဲ့ ဗဟန်းမြို့နယ်ရန်ကုန်မြို့ရှိဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ရင်ကျေးမှုစင်တာတွင်လူတဦးလျင်ဖုန်းတစ်လုံးနှုန်းဖြင့်လာရောက်အားသွင်းနိုင်မှဖြစ်ပြီးစင်တာဖွင့်ချိန်မှာမနက်9:00နာရီခွဲမှညနေ3:00နာရီခွဲဖြစ်ပြီးအပတ်စဉ်အင်္ဂါနေ့မှစနေနေ့ထိဖွင့်လှစ်ပေးထားမှာဖြစ်ကြောင်းအသိပေးထားရလို့သိရပါတယ်ရှင်။ထပ်မံတင်ဆက်ပေးမှာကတော့တင်ပြူလန်းတွင်ရထားတွေကမိလာမှုဖြစ်ပွားတဲ့တဲ့ရန်ကုန်မြို့တွင်၂ရက်အတွင်းကာမီလာမှု၂ကြိမ်ဖြစ်ပွားခဲ့ကြောင်းသိရပါဗျ ဧပြီလ10ရက်နေ့လယ်10:30မိနစ်အချိန်ကမင်္ဂလာတောင်ညိုမြို့နယ်ကံတော်လေးအရှိရကွတ်တင်ဖြူလန်းတွင်ရပ်ထားတဲ့အိမ်စီကားတစ်စီးအပူလွန်ခဲကမိလာမှုဖြစ်ပွားခဲ့ပြီးဘေးတွင်ကလျက်ရပ်ထားတဲ့အိမ်စီကားတစ်စီးကိုပါမိကူဆက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။အဆိုပါကားနှစီမိလာမှုဖြစ်ပွားကြောင်းသတင်းအရမင်္ဂလာတောင်ညိုမြို့နယ်မိသက်စခန်းမှာမိသက်ရင်တစ်စီးနဲ့တောင်မွေမြို့နယ်မိသက်စခန်းမှာမိသက်ရင်တစ်စီးထောက်ခွာနှိမ့်သက်ခဲ့ကြောင်းသိရပါတယ်ရှင်။ နောက်ထပ်တင်ဆက်ပေးမှာကတော့လျှက်စစ်တအားအမြန်ဆုံးပြန်လည်ရရှိရန်ကြိုးပမ်းဆောင်ရွက်နေရတဲ့ဆိုတဲ့တဲ့င်လျှက်စစ်စွာအဝင်ကြီးဌာနရန်ကုန်လျှက်စစ်တအားပေးရေးကော်ပိုရေးရှင်းရုံးချုပ်ခရိုင်များမှလျှက်စစ်ကျွမ်းကျင်ဝင်တဲ့150ဦးကနေပြည်တော်တွင်လျှက်စစ်တအားအမြန်ဆုံးပြန်လည်ရရှိနိုင်ရန်မလင်တန်ကြောင်ပြူကြပျက်စီးနေတဲ့လျှက်စစ်တအားလိုင်းတိုင်များကိုပြင်ဆင်နေမှုများအားကြိုးပမ်းဆောင်ရွက်နေရှိကြောင်းသိရှိရပါတယ်ရှင်။ ဆက်လက်ပြီးတင်ဆက်ပေးမှာကတော့နှွေကာလာတွင်ဖြစ်ပေါ်တဲ့သောမိုးလေဝသဖြစ်စဉ်များနဲ့ပတ်သက်လို့အထူးသတိပြုနေထိုင်ကြရန်မိုးစလာအတိပေးတဲ့တင်နှွေကာလာဖြစ်တဲ့ဧပြီလနဲ့မေလများအတွင်ဖြစ်ပေါ်တဲ့သောမိုးလေဝသဖြစ်စဉ်များနဲ့ပတ်သက်ပြီးအထူးသတိပြုနေထိုင်သွားကြရန်ဧပြီလတရက်တွင်မိုးလေဝသနဲ့ဆလာဗီရာညွှန်ကြားမှုဦးစီးဌာနကအတိပေးနှိုးဆော်ထားကြောင်းသိရပါဗျာ မြန်မာနိုင်ငံအရရတွင်လွေကာလာဧပြီနဲ့မေလာတို့တွင်နေရပူချိန်များတဖြည်းဖြည်းမြင့်တက်လာရမှာအပူပြန်တက်တိမ်များဖြစ်ထွန်းပြီးမိုးလယ်ပိုင်းနဲ့ညနေပိုင်းတို့တွင်မိုးတိမ်တောက်များဖြစ်ပေါ်နိုင်တယ်လို့ဆိုထားပါတယ်။ အဆိုပါမိုးတိမ်တောင်များရွေရှားရနေရာတလျှောက်တွင် လေပြင်းများတိုက်ခိုက်ခြင်းလေပြင်းနှင့်အတူထေချုံခြင်းမိုးကြိုပစ်ခြင်းလျက်စီလက်ခြင်းမိုးသီးကျွေခြင်းနှင့်နေရာကွက်ကြားမိုးထေချုံရွာခြင်းများဖြစ်ပေါ်နိုင်ကြောင်းသိရပါသည်လေပြင်းတိုက်ခိုက်စဉ်မြေပြင်ရေပြင်လေဟာတနအိုင်လင်းမိုင်၄၀မှမိုင်၅၀အထိတိုက်ခိုက်နိုင်ကြောင်းလည်းအသိပေးထားပါရရှင်။ ပြည်သူများရှင်ကျမတို့ရှင်ဟိုမီဒီယာကနေရန်ကုန်တိုင်းဒေသကြီးတွင်းမှာဖြစ်ပေါ်နေတဲ့သတင်းဖြစ်စဉ်များကိုအချိန်နဲ့တပြေးချင်းသိရှိနိုင်ရန်ထုတ်လင့်တင်ဆက်ပေးလျက်ရှိပါတယ်။ကြည့်ရှုပေးကြတဲ့ပြည်သူများကိုကျေးဇူးတင်ရှိပါတယ်ရှင်။